Samsung, iPhone နဲ့တခြားနာမည်ကြီး brand မျိုးစုံကို30ရာခိုင်နှုန်းအရင်ပေးချေပြီးရွှေဘန်းနဲ့ပူပေါင်းကအရေးကြပေးချေရမယ့်အစီအစဉ်နဲ့မြန်မာမြစ်တရှင်ကုမ္ပဏီကရောက်ချခဲ့တာဖြစ်ပါတယ်။ကျေးလက်ဒေသတွေနဲ့မခွင့်မျိုးသေးတဲ့နေရာတွေမှာ ICT ကဏ္ဍဖွံ့မျိုးတိုးတက်စေခြင်းလို့ဈေးရောင်းပွဲတော်ပြုလုပ်တာဖြစ်ပြီးကရင်ပြည်နယ်ကော့ဂရိတ်၊ပြည်ဦးလွင်၊ပဲခူးစတဲ့ဒေသတွေမှာဆက်လက်ပြုလုပ်သွားမှာလို့ကိုဝင်းထက်ကဆိုပါတယ်။အရေးကြစနစ်နဲ့ရောက်ချတဲ့အခါကျောင်းသားကျောင်းသူတွေကို အဓိကထားရောက်ချသွားမှာဖြစ်ပြီးဈေးနှုန်းတင်ထားခြင်းမရှိဘဲအရေးကြဝယ်ယူနိုင်မှာပါလို့ဆိုပါတယ်။ကျွန်တော်တို့အများပြည်သူနဲ့အတုံးနိုင်တဲ့အရေးအတွက်ပုံမတူပါဘူးနော်။ညှိပြီးတော့ရောင်းချပေးပါတယ်။ဟုတ်ကဲ့။ဟိုပါရဲ့လို့တော့မဟုတ်ပါဘူး။ဟာဝေးဆိုတာဟာဝေးပါကစားမှစိတ်ချရပေါ့နော်။ choice လုပ်လို့ရပါတယ်။ဟုတ်ကဲ့။အရေးကြဆိုပေမဲ့လည်းကျွန်တော်တို့ကပေါ့နော်။ဟိုပေါ့ program running ကိုတော့ဒီစီချာချာလို့ပေါ့နော်။ကျွန်တော်ကတာဝန်ယူပြင်ရှင်းပေးပါတယ်။ဟိုတကူကကစားမကတော့လက်ဝယ်နိုင်တာမှန်ပြီးမဲ့ တော်နေဟိုဘလည်းအလုံးလိုက်ပေးရမယ်နေရာမှာအရေးကြပြီးပေးရတော့ပိုကောင်းတယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ဖုန်းတွေအရေးကြဝယ်ယူတဲ့အခါမှတ်ပုံတင်မိတူတကောင်စင်းနဲ့ထောက်ခံစာလိုအပ်မှာဖြစ်ပြီးဈေးနှုန်းတွေကပြင်ပရောင်းစေတဲ့တတ်တာမယ်လို့ဆိုပါတယ်မြို့ပြမှာအသုံးပြုနေတဲ့ဖုန်းမျိုးစားအစုံလင်ကိုကျေလက်ဒေတာတွေမှာပါအသုံးပြုစေခြင်းပြီးကျေလက်ဒေတာရဲ့ ICT ကဏ္ဍလည်းဖွံ့ဖြိုးတိုးတက်စေခြင်းသူကတော့ကိုစိုးမို့အောင်ပါ ကိုရောအခုဒီ high bar system နဲ့ရောင်းချခြင်းဟာကိုဟိုတကယ်မဖွင့်ပြိုးသေးတဲ့ဒေတာတွေမှာကိုရောဖွင့်ပြိုးအောင်လို့ကွန်ပျူတာနဲ့ပတ်သက်တဲ့ ICT နဲ့ပတ်သက်တဲ့ဒီ project တွေကိုတရားဝင်တရားထွက်လုံးဝမဖွင့်ပြိုးသေးတဲ့ဒေတာတွေအတွက်ရည်ရွယ်ပြီးတော့ရွှေဘန်းနဲ့မြန်မာမြစ်တာရှင်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့လုပ်တာပါဟိုမဖွင့်ပြိုးသေးတဲ့နေရာတွေကိုဖွင့်ပြိုးစေခြင်းနဲ့ဆန္ဒအဓိကရည်ရွယ်ချက်ကကျွန်တော်ကုမ္ပဏီအဓိကရည်ရွယ်ချက်ပါမယ်ဟုတ်ဟာ